ဒီနေ့ကကြတော့သင်္ကန်းစာနှစ်เนาะသင်္ကန်းစာနှစ်ဆိုလို့ရှိရင်သင်္ကန်းစာနှစ်မှာဘာတွေပါမလဲဆိုတော့စက်နှင်းကျင့်ပြီးပါမယ်เนาะစက်နှင်းကျင့်ပြီးပါမယ်အသေးစိတ်ရေးထားပေးတယ်နမူနာလေးတွေပြပေးထားတယ်ပေါ့เนาะစက်နှင်းကျင့်မယ်ဆိုလို့ရှိရင်အရင်ဆုံးစက်ကချီတက်ထားစရာမလိုဘူးချီမတက်ထားပဲနဲ့ကျေရော်ဒီမှာဘလာစာရွက်ပေါ့เนาะဘလာစာရွက်လေးရှိမယ်ဒီဘလာစာရွက်ကလေးကိုဖိုးပြီးတော့ စက်အောက်ထဲကိုထိုးပြီးတဲ့ခါကျတော့သူဗလာစာရွက်မြင်းညောင်းလိုင်းနေပေါ်မှာတက်တက်အရင်ပေါက်တက်အောင်အရင်ဆုံးကျင်ရမယ်နော်အခုမှဆက်ဆက်နင်းမယ်ဆိုလို့ရှိရင်မထိမ့်တက်သေးဘူးရွေ့တယ်ပေါ့နော်ဟိုရွေ့ကြည့်ပြီးပြီးတဲ့ခါကျလို့ရှိရင်ဆက်ကသူ့ဘာသူအောက်ကခွေးသွားစိတ်ကလေးတွေဆွဲသွားမဲ့ဟာမသိဘဲနဲ့ထိုးထဲမိတာလို့ဘာလို့အလိုရှိတက်တယ်နော်အဲ့ချင်းမှာမော်တာဆက်ပဲဒီချင်းမှာရင်မော်တာဆက်ပဲဒီလိုမော်တာဆက်နဲ့ပဲပြလိုက်မယ်ကိုပါကိုချင်းနေဆက်ပဲဖြစ်ဖြစ်မော်တာဆက်ပဲဖြစ်ဖြစ်ကျင်ရမယ်ပုံစံအကုန်အတူတူပဲနော်ဆိုတဲ့ခါကျလို့ရှိရင်အရင်ဆုံးဒီမှာထိုင်ပြီးတော့ သူ့ရဲ့အက်နဲ့ဒီရနဲ့ကွက်တိဖြစ်လားဆိုတော့တစ်ချက်ချိန်မယ်နော်ညညမှာကွက်တိဖြစ်ပြီပေါ့နော်ကွက်တိဖြစ်ပြီဆိုတော့ခါကျတော့မထိတ်ထိတ်ပြီးတော့တက်တက်လေးဖြစ်သလားလို့နင်းသွားမယ်နော်ဆိုလို့ရှိရင်ဒါကတော့မော်တာဆက်မှုလို့ဒီလိုနင်းသွားရင်ပဲပေါ့ပြီးတော့ရှယ်လို့ရလဲနင်းနေကြလို့ဆိုတော့တန်းပြီးတော့တန်းတာပေါ့နော် အဲ့လိုလေးဆက်ပြီးတော့နင်းသွားရုံပဲကိုကဆက်ဆက်နင်းခြင်းမို့လို့ဒဲမတန်းဘူးဆိုလို့ရှင်လည်းရတယ်ကိစ္စမရှိဘူးဟိုပြန်ပြန်ကျင့်ရင်လည်းဒီနင်းနေဒီဘက်ကိုရွက်သွားတယ်ရိုင်သွားတာဖြစ်ရင်ပြန်ထိုးထည့်ပြီးတော့မြင်းချောင်းမှန်အောင်ပြန်နင်းပေါ့နော်ရိုးရိုးချေနင်းစက်နဲ့ဖြစ်တယ်ဆိုလို့ရှင်ဘိန်းကိုအရင်ဆုံးလှိမ့်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 ပြီးတော့ဘိန်းကအရှိန်ပါပြီဆိုတော့မှစပြီးတော့နင်းသွားမယ်နော်ဒီအဖြောင်းရပြီဆိုလို့ရှင်အဝိုင်းကိုဆက်ကျင်မယ်ဝိုင်းဆိုလို့ရှင်ဒီမှာကိုတက်တယ်လို့အဝိုင်းလေးတွေဝိုင်းတာပေါ့နော်ဆက်ဝိုင်းကတ်တဲ့ဝိုင်းနေလည်းရတယ်ကိုဘကိုဒီလိုမျိုးလက်နဲ့ပဲဝိုင်းထားခြင်းလည်းရတယ်နော်အဝိုင်း မြင်လာပြီအဝိုင်းအကြီးသေးလေးတွေအကုန်လုံးကိုကျက်သူတို့ကိုဝိုင်းထားလိုက်တယ်တရွတ်နော်ပြီးတဲ့ခါကျလို့ရှိရင်နောက်တရွတ်ကကျတော့ဗာလေးတွေကျင်မလဲဆိုတော့လိုင်းလေးတွေပေါ့လိုင်းတွန်လေးတွေဆွဲထားမယ်နော်စာတမင်လိုင်းတွန်လေးတွေဆွဲထားမယ်နော်အဝိုင်းဆိုလို့ရှိရင်အဝိုင်းထည့်နေမယ်လိုင်းတွန်ဆိုရင်လိုင်းတွန်ထည့်နေမယ် စသဖြင့်เนาะအဝိုင်းဆိုလို့ရှိရင်အဝိုင်းနင်းမယ်လိုင်းတွန်းစာရွက်ကြလို့ရှိရင်လည်းလိုင်းတွန်းနင်းမယ်အကုန်လုံးဒီပိတ်စတွေ sorry စက်ကူပေါ်မှာအကုန်လုံးကျွမ်းပြီဆိုတဲ့ခါကျတော့မှပိတ်စအလုပ်တစ်ခုယူပြီးတော့ပိတ်စမှာခြစ်တက်ပြီးတော့နင်းကျင်မယ်เนาะပိတ်စမှာနင်းမယ်เนาะသင်တန်းမှာဆိုလို့ရှိရင်เนาะခြစ်တက်နေရအစားအကုန်လုံးသေးသေးပြောပြပေးပေါ့เนาะမဟုတ်လို့ရှိလို့ရှိရင်အခုမှစပြီးတော့ဆက်နင်းမယ်သူတွေကခြစ်တက်နေတွေပါတယ်သိမှာမဟုတ်ဘူးလေเนาะဆိုတဲ့ခါကျလို့ရှိရင်ဒီမှာရပြီဆိုရင် နော်ပြင်းပြောင်းောင်းလေးပိတ်စမှာလဲတကယ်လို့ကဆက်ဆက်ချင်းချုပ်ချင်းမှာပြင်းပြောင်းလေးဆွဲထားဒါမှမဖြစ်ဘူးရမယ်နော်ဒီမှာသူ့ပြင်းပြောင်းလေးသူတန်းအောင်ချုပ်မယ်ပြင်းပြောင်းလေးတန်းသွားပြီဆိုလို့ရှိရင်အကွေးချုပ်မယ်အဝိုင်းချုပ်မယ်စသဖြင့်စက်ကူမှာတော့နင်းခဲ့တဲ့အတိုင်းပဲအစင်းစင်းနင်းသွားရုံပဲနော်ဒါဆိုလို့ရှိရင်သင်္ကန်းစာနှစ်ကတော့အဲ့ဒီဆက်နင်းခြင်းနင်းလေးတစ်ချာထည့်ထားပေးပါတယ်နောက်နေ့ကျရင်သင်္ကန်းစာ၃အနေနဲ့ရိုးရိုးကွင်းထမိန်ချုပ်နေလို့သွားပါမယ်။ကျေးဇူးပါ။